အရကတက်တော့ AA ကိုဝေဖန်ရင်အရကတက်တော့ AA ကိုမထောက်ခံရင်အစီရိုက်နေတာမျိုးတက်ဖြတ်ပြလိုက်တာမျိုးအထိလောက်ဆောင်နေတဲ့အရကတက်တော့ AA အဖွဲ့ကိုလက်ရှိဒီကျွန်တော်တို့ရဲ့ working team ရဲ့အစိုးရတည်းရဲ့အဖြစ်တတ်မှတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ working team ဒီ the whole workshop ရဲ့တောက်တကူဓမြအုပ်ချုပ်ရဲ့လူရန်တော်အုပ်ချုပ်ရဲ့ဒီနေ့တခုဖြစ်သွားပြီတော့အရကတက်တော့ AA ရဲ့ message မှာစုမြောက်ခလုတ်လို့မြင်လိုက်မိတဲ့လူက ီနေ့ညင်မနေ့ကပြဆိုတဲ့ပုံစံမျိုးတက်သုံးနေတာမျိုးတွေအများကြီးပြောလို့ပြရအခုလိုမျိုးလိန်ညာလက်ပတ်ပြီးတော့ဒီလူကြီးသားတွေကအနိုင်ကျင့်ဟန်စင်ခေါ်ဆောင်တော့ပြရိုက်နေဆိုတော့မခံရတဲ့လူကတော့အရက်ကတက်တော့အရက်ကတက်တော့အေးဆိုပြီးတော့ပထွေးကိုပထွေးမှမသိအဲ့လိုမျိုးခိုနေတဲ့ကောင်တစ်စုံလည်းရှိကြပါလိမ့်မယ်လူအသက်တစ်ချောင်းဒီအရက်ကတက်တော့အေးရဲ့တက်တာရဲ့တက်မှုရဲ့စာရွက်တွေဘောက စာကြောင်းနှကြောင်းသုံးကြောင်းလောင်းနဲ့ဤပြတ်သွားတာမျိုးလည်းအများကြီးပြောက်အရကတက်တော့အေးလေးဟာလက်ရှိအစိုးရဆိုတဲ့ကောင်းစဉ်တနည်းအားဖြင့်အစိုးရဆိုတဲ့အရင်ရှင်မျိုးနဲ့မကိမ့်သေးတာကိုကျွန်တော်တွေ့ရပါတယ်ဟုတ်ပါကိုချီရှာနဲ့ပြန်လေကျိုးဆွဲပါရခင်ဗျာဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့အရက်ကတက်တော့အေးရဲ့ဒီလက်ရှိမှာအစိုးရရန်လေရလေပတ်နေမှုအပေါ်မှာဒါရဲ့ကျွန်တော်တို့နိုင်ငံရေးသမားတချို့ရဲ့ပြောကြလာတဲ့စကားတွေနဲ့အတူလက်ရှိဒီ မကြသေးခင်ကလက်ရှိနေပြီးအခုလက်ရှိနေပြီးအခုလက်ရှိနေပြီးအရကတက်တော့အေးရဲ့ဖွင့်လက်ပေးလိုက်တဲ့ဒီကျွန်တော်ဂျာမစ်ပလီဂျီရဲ့တမိုင်းကြောင့်ရှစ်လက်တနေလူလက်ရှိဒီဂျာမစ်ပလီဂျီမှာဖွင့်ထားတဲ့ဒီဆိုင်ခန်းတွေကိုကတဝက်ကိုလက်ရှိနေပြီးအရကတက်တော့အေးကနေပြီးစက်တီကောက်တလို့မျိုးကောက်ခံနေရဆိုတဲ့အကြောင်းဒါပြီးအားလုံးကိုကျွန်တော်နေနဲ့စူးစီးသုံးသပ်အစီအခံတင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြဖို့ဒီဘက်ပြည်သူတရားဥပဒေစတဲ့ကိုလေးစားစွာနဲ့ဖိတ်ပြလိုက်ပါရစေခင်ဗျာ ကဲဟုတ်ပြီဒါဆိုဒီလက်ရှိမြန်မာပြည်ကျွန်တော်တို့မြန်မာဒီကျွန်တော်မြန်မာနိုင်ငံရဲ့တနည်းအားဖြင့်ရခိုင်နိုင်ငံရေးလို့ဒီပြောလို့ရတဲ့အခြေအနေတစ်ခုကိုရောက်ရှိလို့နေပါလို့ဒါဆိုရင်လက်ရှိဒီကျွန်တော်တို့ရဲ့ရခိုင်နိုင်ငံရေးလို့ကမှာအခုလက်ရှိဒီကျွန်တော်တို့ရခိုင်ပြည်နယ်မှာ69ဒသမ900ခန့်နော်ဒါကျွန်တော်သုံးသပ်နေတဲ့အတိုင်းပဲဒီ69ဒသမ900ခန့်နော်နေပါအောက်ရှုံနိုင်နေပြီဖြစ်တဲ့အရက်ကတက်တော့အေအေကိုလက်ရှိဒီကျွန်တော်တို့ နိုင်ငံတကာကိုရောက်ရှိနေတဲ့ရခိုင်လူမှုကွန်ရေးအဖွဲ့အစည်းတွေရခိုင်လက်ရှိဒီအဖွဲ့အစည်း200ကျော်ကနေပြီးတော့ကုလသမဂ္ဂမှာဒီကျွန်တော်တို့အာဘုံတော်ဒီလက်ရှိအရကနေတော့အေအေကိုအစိုးရအဖြစ်သတ်မှတ်ဖို့ဒါသူတို့အဲ့ဖွင့်ပေးစာတွေကိုပို့လိုက်တယ်ဆိုတဲ့အကြောင်းဆိုတော့ကကျွန်တော်တို့ဒီဟာကိုလက်လာကြည့်တဲ့အခါမှာလက်ရှိရခိုင်ပြည်နယ်ရဲ့အရေးကိုကျွန်တော်ပြန်လေးပြီးတော့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ အရက်တက်တော့အေအေအုပ်ချုပ်နေတာမှန်ပေမဲ့လည်းဒီအရက်တက်တော့အေအေရဲ့လုံဆောင်ချက်တနည်းအားဖြင့်အရက်တက်တော့အေအေကဘယ်လိုဥပဒေနဲ့အုပ်ချုပ်နေတာလဲဖွစ်စီပေါင်းအရှိကဥပဒေကဘာတွေလဲဘယ်လိုမျိုးဖွစ်စီပေါင်းအရှိကဥပဒေနဲ့ရေးဆွဲပြီးတော့အုပ်ချုပ်တာလဲနောက်တစ်ခုကဒီလက်ရှိနေပြီးတော့ရခိုင်ပြည်သူပြည်သားတွေလိုလားတဲ့ဒီမိုကရေစီစနစ်တနည်းအားဖြင့်ဘောနော်ဒီ ်ရခိုင်ပြည်သူပြည်သားတွေလိုအပ်နေတဲ့အရာလိုအပ်ချက်တွေကိုဘောနာဒီဘလောပေါင်းစံမျိုးနဲ့ဥပဒေမျိုးရေးဆွဲပြီးတော့အုပ်ချုပ်နေတာလေဆိုတဲ့ဟာကိုဒါကျွန်တော်တို့ထက်သွင်းစဉ်းစားဖို့လိုရတာဖြစ်ပါတယ်ကျွန်တော်တကယ်လို့မရခိုင်အစိုးရလို့သတ်မှတ်ခဲ့မယ်ဆိုလို့ရှိရင်ရခိုင်နိုင်ငံလို့သတ်မှတ်ခဲ့မယ်ဆိုလို့ရှိရင်နိုင်ငံတစ်ခုကိုလုပ်တဲ့သူနိုင်ငံရဲ့ possible အစီကံဥရယ်ဆိုတော့အရင်ပြောရပါမယ်။ဆိုတော့ကလက်ရှိနေပြီးတော့အရကတက်တော့အေအေအနေနဲ့ကရခိုင်အစိုးရလို့သတ်မှတ်နိုင် လောက်တဲ့အရေရှင်ယုံရှိနေပြီလို့ဒါတချို့ကလည်းတတ်မှတ်ကြတယ်လို့တချို့ကလည်းတတ်မှတ်ထတာမပြောရပါဘူးဆိုတော့ကဒီကျွန်တော်တို့ဒီကျွန်တော်တို့လိုနိုင်ငံရေးသမားတယောက်နဲ့ပြန်လေပြီးတော့လက်လာကုန်းတက်ကြည့်လိုက်တဲ့အခါမှာလက်ရှိနေပြီးတော့အရကတက်တော့အေးအနေနဲ့ရခိုင်ပြည်နယ်ကိုအုပ်ချုပ်တဲ့အခါမှာဥမာတပါတီစနစ်မျိုးနဲ့အုပ်ချုပ်မှာလားဒါမှမဟုတ်ဒီကျွန်တော်တို့မြောက်ကိုရီးယားနိုင်ငံကင်ဂျုံအန်လိုပဲအုပ်ချုပ်မှာလားဒါမှမဟုတ် ဒီကျွန်တော်တို့ပါတီဇုံဒီမိုကရေစီစနစ်ပုံစံမျိုးနဲ့ဒါတကယ်ဥတွေကိုရေးဆွဲပြီးတော့မှအုပ်ချုပ်မှာလားအဒါောလည်းကျွန်တော်တို့ထက်သွင်းစဉ်းစားဖို့အရင်အရေးကြီးပါတယ်တကယ်လို့ကဒီကျွန်တော်တို့ဒီပါတီဇုံဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်မယ်ဆိုလို့ရှိရင်ဘုရုပ်ထွန်းပြနိုင်ကဒါလက်ရှိသူကနေလို့ကာကွယ်ဦးစီးချုပ်ဆိုတာကာကွယ်ဦးစီးချုပ်ရဲ့နေရာမှာနေပြီးတော့ဒီကျွန်တော်တို့အာဏာကိုပြည်သူလက်ထက်ကိုပြန်လေအနှံ့ရမှာဖြစ်ပါတယ်ဒါကကြတော့ဒီမိုကရေစီစံတဲ့နိလန်တကြား တော်ရဲစနေမျိုးဖြစ်တယ်။ဒါမှမဟုတ်ဒီလိုမဟုတ်ဘဲနဲ့ဒီဒီအခုလက်ရှိနေပြီးတော့ဒီကျွန်တော်တို့အဲဘဲပြနိုင်ငံဂဒါဘီပေါ့။အဲ့ဒီဂဒါဘီရဲ့အကြောင်းကိုဒါမြတ်ပြပြပြတိအောင်ကျွန်တော်အနည်းငယ်တင်ပြမယ်ဆိုရင်လက်ပြနိုင်ငံကိုဂဒါဘီဆိုတဲ့အရင်တော့ဒါဘုံမှုအဆင့်ပဲရှိရဲ့။ဒီဒီဘုံမှုကြီးဒီဘုံမှုအဆင့်ဂဒါဘီကနေပြီးတော့အဲသူတို့အဲ့ဒီမှာနေပြီးတော့ဒီဟာကိုနေပြီးတော့အာနာသိမ့်လိုက်ရင်အာနာသိမ့်ယူလိုက်ပြီးနောက်ပိုင်းမှာအဲ့ဒီနိုင်ငံတစ်ခုကိုသူကထူထောင်ပြီးတော့အဲ့ဒီမှာဂဒါဘီ အုပ်ချုပ်တဲ့ဒီကျွန်တော်ဘယ်ပြနိုင်ငံဆိုပြီးတော့သူကနေပြီးတော့အဲနိုင်ငံတကာကိုတင်သွင်းလိုက်တယ်ဒီကဒီဒီကျွန်တော်ဒီနေမြေကျင်းကြောင်းတော်လဲတော်လဲပဲဒီလက်ပြနိုင်ငံမှာအဲဒီသဘောတရားဇာတသို့တော်များထွက်အတွက်နောက်ပြန်ဒီဒီနိုင်ငံကထွက်တဲ့သဘောပစ္စည်းတွေကိုဒီကျွန်တော်တို့အနောက်ဥရောပနိုင်ငံတစ်ခုလုံးကလည်းမိခိုအားထားနေရတာဖြစ်တဲ့အကြောင်းမလို့သူ့ကိုနိုင်ငံတစ်ခုအဖြစ်သတ်မှတ် ပေးလိုက်တာမျိုးတွေရှိပါတယ်ဆိုတော့ဒီလိုတတ်မှတ်လိုက်ပြီးတဲ့နောက်မှာအဲ့ဒီမှာနေပြီးတော့ဒီဘုံမူကြီးကဒါပြားဒီသူ့ရဲ့ဒီဒီသူ့အုပ်ချုပ်တဲ့သူ့ရဲ့စစ်တပ်နဲ့လို့လူအဲ့သူ့ကိုသူနောက်ဝင်ကြတဲ့ခါကဒါပြီးဆိုတဲ့အာဘောနော်ဒီဝန်ကြီးပေါ်တမန်တော်လိုဝန်ကြီးလိုလိုပုံစံမျိုးနဲ့ဆက်လက်ပြီးတော့အုပ်ချုပ်သွားတာတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါကဒါကျွန်တော်လက်ရှိနေပြီးတော့ဒီကျွန်တော်တို့ကမ္ဘာနိုင်ငံရဲ့အခင်ချင်းမှာလက်တွေ့ဒါကျွန်တော်တို့မြင်တွေ့နေရတဲ့အခင်ချင်းတစ်ခုကိုကျွန်တော်ပြန်ပြန်ကြည့်ပါတယ် ဒီကကဒီလက်ရှိနေလို့ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုလက်ပြနိုင်ငံလိုပဲအုပ်ချုပ်မယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့လေးစားနေကြတဲ့လူအများလေးစားနေကြတဲ့ဒီလက်ရှိဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကဒါသူဟာနေပြီးတော့ဒီမိုကရေစီစနစ်မသွားတော့ဘဲနဲ့တပါတီအာဏာရှင်စနစ်မျိုးနဲ့သွားမှသာလက်ပြနိုင်ငံကဲ့သို့အုပ်ချုပ်နိုင်မှာဖြစ်ပါတယ်ဒါကလည်းတခုပါဆိုတော့ကနောက်တစ်ခုဒီ ဒီလိုမတော်ဘဲနဲ့ဒီကျွန်တော်တို့ဆိုးဆိုးပြောခဲ့တယ်လို့ပဲဒီကျွန်တော်ပါတီဇန်ဒီမိုကရေစီစနစ်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရွေးကောက်ပွဲဝင်ပြိုင်ပြီးတော့မင်းအများဆုံးရလာတဲ့ပါတီကိုဒါကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အာနာကိုပြန်နေပြီးတော့လွှဲပြောင်းပြရမှာဖြစ်ပါတယ်ဒါကကြတော့ပါတီဇန်ဒီမိုကရေစီစနစ်ပုံစံမျိုးကိုကျွန်တော်လည်းတင်ပြခြင်းဖြစ်ပါတယ်ဆိုတော့ကလက်ရှိဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်မှာ အရကတတော့အေကိုအစိုးရအဖြစ်သတ်မှတ်ပြဖို့ဖုရတံကမှာတင်လိုက်တဲ့ဒီသတ်မှတ်ဖို့အတွက်ပင်ပေါ်လိုက်တဲ့အိုက်ဖွန်ပေးစာအတိုင်းဆိုလို့ရှိရင်တော့လက်ရှိအရကတတော့အေအေမှာဒါတနည်းအားဖြင့်ကျွန်တော်တို့ဒီဒီမြန်မာနိုင်ငံရေးရခိုင်နိုင်ငံရေးကိုလက်လောက်သုံးသပ်နေကြတဲ့ဒါလူတရှိုးရဲ့သုံးသပ်ချက်ကိုတင်ပြရမယ်ဆိုလို့ရှိရင်တော့လက်ရှိအရကတတော့အေအေမှာ ဖွဲ့စည်းပုံအစည်းအဝေးတွေလည်းမရှိတဲ့အပြင်ဒီလက်ရှိတရားစီရင်ရေးမှန်နိုင်မှာလဲအဲကျွန်တော်တို့အောက်ရှင်မှာကြိုးပင့်နေတာမျိုးတွေအများကြီးတွေ့ရတယ်။အောက်ရှင်မှာအဲကျွန်တော်တို့ဒီပြည်သူပြည်သားတွေကိုအနိုင်ကျင့်နေတဲ့ဝန်ထမ်းတွေအောက်ရှင်မှာလက်ရှိဒီကျွန်တော်တို့ပြည်သူပြည်သားတွေကိုနိုင်ချက်စီးနှင်လုပ်ပြီးတော့ဒါမတုံမတရားငွေကြေးတောင်းခံတာတောင်းခံနေတဲ့လက်ဆာနေတဲ့အောက်ရှင်ဝန်ထမ်းတချို့လည်းရှိကြပါတယ် ဆိုတော့ဒါတွေကိုကျွန်တော်ပုံကတ်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိမျိုးတော့ architect တို့အေးရာအစိုးရတရက်ဆိုတဲ့ပုံစံမျိုးနဲ့အာစီမံခန့်ခွဲအုပ်ချုပ်နိုင်တဲ့အရေးအရှင်းမျိုးတနည်းအားဖြင့်အာပုံစံမျိုးမရှိသေးတဲ့အတွဲကျွန်တော်တို့သူတို့ကိုဒီလက်ရှိရခိုင်ပြည်နယ်ရဲ့အစိုးရလိုသတ်မှတ်နိုင်လောက်တဲ့အနေအထားမျိုးမရှိသေးတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒါကတစ်ပိုင်းပါ ဒါဆိုလို့ရှိရင်လက်ရှိနေပြီးအရက်ကတက်တို့အေးဟာအခုဒီတို့ရောအစိုးရပါတော့ဒါတို့ကတို့တို့ကတို့တက်မှတ်ထားပြီးတော့စီမံခန့်ခွဲအုပ်ချုပ်နေတဲ့နေရာဒေသတွေမှာတည်ရယူခွင့်ကျွန်တော်တနည်းအားဖြင့်ပြောလို့ရှိရင်နိုင်ငံတနိုင်ငံလုံးပြည်နယ်ပြီးဆိုလို့ရှိရင်ဒီအစိုးရပိုင်းဆိုင်ရာကိုကျွန်တော်တနည်းအားဖြင့်ဒီဘက်ကအေးဘယ်လိုတည်ထဌာနမျိုးမဆိုဒါတွားရောက်ပြီးတော့လွတ်လပ်စွာတည်ယူယူပိုင်ခွင့်မိမိတို့ထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေတည်င်းတမားရဲ့ လွတ်လပ်ခွင့်ကိုဒါပေးတယ်မှာဒီလိုလွတ်လပ်ခွင့်ပေးတယ်လို့ဆိုတော့ညာလေးပဲငါနဲ့မတူငါရံသူဆိုတဲ့အသိစိတ်တမျိုးနဲ့လက်ရှိနေလို့အရကတက်တော့အင်းကြီးကိုဝေဖန်တဲ့စာမျိုးအပြုတ်သဘောမျိုးအပြုတ်သဘောစာနဲ့တည်င်းမျိုးအပြုတ်သဘောစာနဲ့သုံးပါမျိုးကိုရေးတာခဲ့ရင်တော့အဲ့ဒီလိုတည်နောက်တော့ဖန်စီနေတာမျိုးတွေဒါကျွန်တော်တို့မြင်ပြရပါတယ်ဆိုတော့တလောပါပဲဒါဒီဘုရား news agency ကနေပြီးတော့အဲ့ဒီမှာဗလင်းထား ကိုဟန်းခေါ်သွားတာမျိုးတွေဒါအခုရှင်ကြီးတရားမလို့ပြေးသေးတာမျိုးတွေလည်းပြပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်ရှင်းရှင်းပြီးတော့ဒါတွေကိုပြန်လေးသုံးသပ်ကြည့်ရတဲ့ခါမှာလက်ရှိရုပ်အရကတက်တော့အေးအေးဟာရခိုင်တီနေတွင်ကတည်မှန်တွေကိုဟောထုတ်ပေးရမယ့်အစသူတို့ကိုအားပေးမယ်သူတို့ကိုထောက်ခံမယ်သူတို့ကိုဒါသူတို့ရဲ့ကောင်းကိုညှက်ပေးမယ် ဟုတ်တော်ရှိမဟုတ်တော်ရှိခေါင်းသိက္ခာတွေကိုမြင့်တင်ပေးမယ်။ဒါအာဒီသတင်းဆောင်မျိုးတွေကိုပဲလိုလားနေအောင်လို့ပြောပြအောင်။ဆိုတော့ဒါတွေကိုကျွန်တော်ပြန်လေပြီးတော့ကြည့်ရှုလိုက်တဲ့အခါမှာ National Archive အရကတက်တော့အေးဟာဘရခိုင်ပြည်နယ်ကိုသတင်းအမှောင်ရှာပြီးတော့သူတို့ရဲ့လောက်ကျင်တယ်လို့လောက်မယ်ဆိုတော့စိတ်တမ်းမျိုးနဲ့လောက်ကြရတာမျိုးတွေလည်းကျွန်တော်တွေ့ရတယ်။ကျဆိုလို့ရှိရင်ဒါကျွန်တော်အဲ့မှာဒီကျွန်တော်လမ်းမှာဥမာလူငယ်တဘာဝအတရာဥမာကျွန်တော်ဒီအဲဥမာဒီ ယူလိုက်တာမျိုးတွေ TikTok ဆိုတာမျိုးတွေဒါတွေကပဲစလိုက်လံပြီးတော့တားမြင်နေတာမျိုးတွေလည်းကျွန်တော်တို့ကြားနေရတယ်ဆိုတော့ဒီလိုမြင်နေရတဲ့အတွက်ဒီလိုလောက်ကန်ဆောင်ရွက်နေတဲ့လက်ရှိတပါတီစနစ်တာနာရှင်စနစ်ပုံစံမျိုးလက်ခံကျက်တုံးနေတဲ့အရခတ်တက်တို့အေးအနေနဲ့လူမျိုးမတူဘာသာမတူတဲ့လူတွေအပေါ်မှာလည်းပဲယနေ့တိုင်းနိုင်ငံစင်လောက်တာတွေယနေ့တိုင်းခွေးရှာဆက်ဆံတာမျိုးတွေအများကြီးတုံ့ပြန်နေပါတယ် ဆိုတော့လက်ရှိနေတော့အရကရတော့ရထိုင်ပိုင်းကောင်းဆောင်ကဒါတွေကိုသိလားမသိလားဆိုတော့ဒါကျွန်တော်နေနဲ့ကျိုးစရာတော့မရှိဘူးပေါ့နော်ဆိုတော့လက်ရှိမြင်ပြနေရတဲ့အခက်အကျိုးကိုကျွန်တော်ပြန်လေးကြည့်ရှုတဲ့အခါမှာကျွန်တော်စောစောကဒါကျွန်တော်တင်ပြခဲ့တယ်လို့ပဲအဲ့ဒီမှာဒီကျွန်တော်တို့မောင်းတော်မျိုးနေမှာဒီကျွန်တော်တို့ဂျာမစ်ပလီဂေါ်ဖန်လည်းပြလိုက်တယ်ဆိုတဲ့တဲ့ဒါဟိုတော်တော်များများမှပြန်နေလာတာပြပြအောင်ဆိုတော့ဒီတဲ့ကိုကျွန်တော်ပြန်လေးကြည့်ရှုလိုက်တဲ့အခါမှာဒီကျွန်တော်ဒီဂျာမစ်ပလီရဲ့တမိုင်းကြောင်းအရှင်းလင်းကိုအရင်ဆုံးကျွန်တော်တင်ပြပါမယ်ဒီကျွန်တော်ဒီဂျာမစ်ပလီဆိုတာ1800 တဆယ်နဲ့ရှစ်ခုနဲ့မှာဒီအဲ့ဒီမှာနေပြီးတော့ဒီဆေးရည်ကြီးဆေးရည်ကြီးတယောက်ဆေးရည်ကြီးတယောက်ဖြစ်တဲ့အာလင်းဟူဆောင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကနေပြီးတော့ဒီကျွန်တော်1818ခုနှစ်မှာမွန်ဂိုမြို့နယ်မှာဒီအဲဘောလိုက်ဒီပလီစီတလုံးကိုဆောက်လုပ်လူတန်းဖြစ်ခဲ့ပါဒီလိုဆောက်လုပ်လူတန်းဖြစ်ခဲ့တာမှာအဲ့ဒီမှာဒီအဲသူပိုင်ဆိုင်တဲ့အဲဘောနော်ဒီသူသမီးတွေနာမည်နဲ့ပိုက်စတီ၄အေကဘော၄မြေအေကဘောတရား48အေကကိုလည်းပဲဒါ လူဒန်းပေးခဲ့တယ်လို့ကျွန်တော်တို့ဆုံးမသိရှိရပါဒီလိုလူဒန်းပေးခဲ့တဲ့ဒီဂျာမစ်ပလီကြီးရဲ့တမန်ကျောင်းအရလို့ရှိဒါကျွန်တော်ကျွန်တော်ပြောတယ်ဆိုလို့ရှိရင်ဒါဟာသမိုင်းဝင်ဒါတနည်းတနည်းပြန်တိုင်းကျွန်တော်ရှင်းအောင်တာတနည်းကအဆောက်အဦဖြစ်ပါဒီရှေ့အောင်တာတနိကအဆောက်အဦကိုဖွင့်လှစ်ပေးလိုက်တဲ့အတွက်ဒါကျွန်တော်တို့ဒါတော်တော်များများအမ်ပြည်သူပြည်သားတွေအားလုံးကလည်းဝမ်းသာကြိုဆိုနေကြတယ်ကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့တကယ်တည်အမှန် အောက်ရှေ့ကိုကျွန်တော်ပြန်ကြည့်ရှုလိုက်တဲ့အခါမှာဒီလိုဒီကျွန်တော်ဒီ1810နဲ့ရှစ်ခုနဲ့တကယ်ရပဲအဲ့ဒီမှာဒီတိဆောက်ထားခဲ့တဲ့တနည်းမပြီးဆောက်လုပ်ခဲ့တဲ့ဒီဂျာမိတ်ကလေးကြီးမှာဒီကျွန်တော်ဒီ1906ခုနဲ့မှာမြို့ပြစီမံကိန်းအရာမြို့ပြစီမံကိန်းလုပ်ဖို့ဆိုပြီးတော့ဘောနဒီလိုဒီစီမံကိန်းအရာအဲ့ဒီနောက်မှာဒီကျွန်တော်ဆိုင်ခန့်နဲ့ဆောက်ကြတယ်အာတချို့ကဒီကျွန်တော်ဒီဂျာမိတ်ကလေးကြီးနောက်မှာဆိုင်ခန့်နဲ့ဆောက်တယ် ဒီကဒီဂျာနက်ကလေးကြီးလာမှာဆောက်ထားတဲ့ဆိုင်ခန်းဟာ20နှစ်ခန်းရှိပါတယ်ဒီဆိုင်ပေါင်း20နဲ့2ဆိုင်ရဲ့ဒီလာစင်လာစင်ပိုက်ဆံမှုကိုလာစင်ကြီးတွေကိုဒီဂျာမင်ပလီရဲ့ဂိုဘကအဖွဲ့တွေကိုအဲ့ရပါတယ်ဒီဂျာမင်ပလီဂိုဘကအဖွဲ့ကလေးပဲဒီပိုက်ဆံတွေကိုဆနဲ့တကြထင်းသိမ်းပြီးတော့ဒီကျွန်တော်ဒီလက်ရှိအဲ့ဒီဂျာမင်ပလီထက်မှာလိုအပ်တဲ့ အရာတွေတော့ဝေရှမ်းပြီးတော့ဒါသူတို့အဲ့ဒီမှာဒီဂျာမန်ပြည်ကြီးကိုမပျက်စီးရလေရောခက်ခက်ထင်းထင်းတာမျိုးတွေဒီလိုအပ်တဲ့အရာမျိုးတွေကိုပြန်လည်လုပ်စီပုံပြတာမျိုးတွေနောက်ပြီးဒီဂျာမန်ပြည်ကြီးမှာအလူအတန်းလုပ်တဲ့ခါမှာဖြစ်ဖြစ်ဒီငွေတွေကိုထုတ်ပြီးတော့ကုန်ကြတာဆိုကျွန်တော်ကြားပါစီဆိုတော့ဒီလိုမျိုးစိုင်ခန်းပေါင်း22စိုင်ချိရက်ထက်ကလက်ရှိနေပြီးတော့အရက်ကတက်တော့အေအေရဲ့ နေမြင်မှုဆိုတဲ့ပေါင်ကနေပြီးတော့ဒီမှာဒီဂျာမင်ပလီကခိုးဘကအဖွဲ့တွေကိုဖုန်ယူပြီးတော့ဒီပလီကဒီဆိုင်ခန်းတွေကရတဲ့ငွေတရားတက်ဝက်ပေါ့ဒီဆိုင်ခန်းဆိုင်ခန်းစက်တခန်းကိုသူတို့ကိုဖေးရမယ်ကြံတဲ့စက်တခန်းစားအတွက်ကိုခမရလို့ယူလိုက်ဆိုတဲ့ကုံတံမျိုးနဲ့ပြောဆိုရဲဆိုလို့တင်လို့ကြားပါတယ်ဆိုတော့ဒီဂျာမင်ပလီကြီးမှာဒီကျွန်တော်ဆက်အာနာရှင်အဆက်ဆက်တနည်းအားဖြင့်အစိုးရအဆက်ဆက်ဟာ ဒီဒီဂျာဗစ်ပလီစီနာမှာစောက်ထားတဲ့ဆိုင်ခန်းတွေအတွက်အခွန်ငွေကိုမယူဘဲနဲ့ဒီအစိုးရတိုင်းကလည်းပဲဒီငွေရအလုံးကိုဂျာမစ်ပလီနဲ့သက်ဆိုင်တဲ့ကိုဘကအဖွဲ့တွေကိုပြန်လည်ပေးခဲ့တယ်ဆိုတာကိုတော့ပြောတတ်ပြရဆိုတော့ဒါတွေကိုကျွန်တော်ပြန်လည်ကြည့်ရှုလိုက်တဲ့ခါမှာလက်ရှိနေပြီးအရကတက်တော့အေးရဲ့အောက်ရှင်လူရန်စားတွေကတာသနစ်ကအဆောက်အဦနဲ့သက်ဆိုင်တဲ့ဘန်ဒါငွေကြီးကိုတော့မှလူယူဖို့ ိုးပန်းနေတာကိုကျွန်တော်တွေ့ရပါတယ်။ဆိုတော့ကလက်ရှိဒါရီအားလုံးကိုလက်ရှိမြန်မာအရကတက်တော့အင်အေးရဲ့ဖိတ်ပိုင်ကောင်းဆောင်ပဲဒါလည်းပဲသိစေချင်ပါတယ်။ဘာကြောင့်ဆိုတော့လက်ရှိဒီကျွန်တော်တို့အောက်ရှေ့မှာတာသမိကအဆောင်နဲ့သက်ဆိုင်တဲ့တာသမိကငွေကြေးတွေကိုဘာသာတာသနာရဲ့ငွေကြေးတွေကိုအခုလိုမျိုးလူယူတာမျိုးအခုလိုမျိုးမတရားတောင်းယူတာမျိုးလုဆောင်နေခြင်းဟာ လူမျိုးနှမျိုးဘာသာနှစ်ခုကြားမှာအမောင်းပွားစရာအငင်းပွားစရာတခုဖြစ်လာနိုင်ပါတယ်ဆိုတော့ဒီလိုအမောင်းပွားအောင်လည်းပဲလက်ရှိနေပြီးတော့ဒီကျွန်တော်တို့အရက်ကတည်းကအေးအေးအစိုးရအဖွဲ့ရဲ့လက်အောက်မှာလုပ်နေကြတဲ့ဒီအစိုးရအဖွဲ့ကလူတချို့ဟာလူမျိုးရဲ့ဘာသာရဲ့အဓိကရောဖြစ်စေနိုင်တဲ့စကားလုံးမျိုးတွေအပြုတ်မူမျိုးတွေနေ့စဉ်ရက်ဆက်ပြောဆိုနေတာမျိုးတွေလည်းကျွန်တော်ပြရပါတယ် ့ဒီကျွန်တော်ဒီ social media မှာဖြစ်ဖြစ်အဲအစားဒီကျွန်တော်ဒီမြေပြင်မှာဖြစ်ဖြစ်ဒီလိုပြောဆင်တာကျွန်တော်လည်းကျွန်တော်ကြားသိရပါတယ်ဆိုတော့ဒီ hotel เนี่ยပဲကျွန်တော်ကျွန်တော်တင်ပြသူကြီးဖြစ်တယ်ဒီကျွန်တော်တို့ဒီအာဘူးဒီအောင်ဈေးမှာကျွန်တော်တို့အဟောင်းမေ့ကြံခဲ့တယ်ဆိုတော့ဒီကောင်းလေးကိုဒါအဲ့ဒီမှာလေးအင်တာမှာအင်တာမှာ main lady အင်တာမှာ ဗီဒီယိုခိုးရပါတယ်ဆိုတော့ဆွတ်ဆွေးချင်းနဲ့ရိုက်နေတာအဲ့ဒီကောင်လေးပွားတယ်ဆိုရင်တော့ရောင်ကန်နေလောက်တယ်ဆိုရင်ရောင်ကန်ပြီးတော့ခန္ဓာကိုယ်ကပုလုံးမှလည်းခရတန်ကျစ်ပေါင်းများစွာနဲ့ရှိနေတယ်လို့တာကျွန်တော်အနေနဲ့ကြားသိရတယ်ဆိုတော့ဒီလိုမျိုးတရတရခံလို့ဆွတ်ဆွေးခံထားရတဲ့လူတွေကိုအခုလိုမျိုးဖန်ဆီးခိုးဆောင်တော့ရိုက်ခဲ့တာမျိုးတွေအခုလိုဖန်ဆီးခိုးဆောင်တော့ပြီးတော့တက်ပြက်တာမျိုးတွေလုံးဆောင်ရတဲ့အရကတက်တော့ပေးပေးဟာ လက်ရှိအစိုးရဆိုတဲ့ခေါင်းစဉ်တနည်းအားဖြင့်အစိုးရဆိုတဲ့အရေးအရှင်မျိုး ਨੇ မကိမ့်သေးတာကိုညွှန်ပြရပါတယ်အစိုးရဆိုတာအဲ့လိုမျိုးလောက်လာမယ်ဆိုလို့ရှိရင်ဒါကိုနည်းပြီးတော့ဒါကျွန်တော်တို့အာနာရှင်အစိုးရလို့ပြောတတ်မှတ်တယ်အဲ့တော့ဒီလိုအာနာရှင်အစိုးရအစစ်စစ်ဟာဒီလိုပုံစံမျိုးပဲလုပ်ခဲ့ဖူးတာမျိုးရှိပါတယ်ဆိုတော့လက်ရှိမျိုးအရကတဲ့တော့အေးမှာဒါကျွန်တော်တို့မသိသေးတဲ့ဒါသတင်းတွေဆိုလဲရှိကောင်းရှိနေလေအဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာ internet line တွေရတဲ့အတွက်တည်နေလျှော့ပြတ်ပွေနေတာမျိုးလည်းကျွန်တော်တွေ့ရပါတယ်ဆိုလိုတာကလက်ရှိဒီလိုဖန်ဆင်းခေါ်ဆောင်သွားပြီးတော့တတ်ဖြတ်လိုက်တာမျိုးတွေတနည်းအားဖြင့်စင်တတ်ဖြတ်လိုက်ရင်တော့မအရက်ခတ်တော့အေးရဒီလက်ရှိတင်းဆောင်နေတဲ့တောင်ကျနေတဲ့တပ်သားတွေကိုခုခံပြီးတော့ဖက်ပြေးသွားတဲ့အတွက်တတ်ပြစ်လိုက်တာပါဆိုတဲ့အင်းစာရေးလေးပေါ်မှာစာလေးနှစ်ကျောင်းသုံးကျောင်းလောက်ရေးတည်တာနေလို့အသက်တစ်ချောင်းကို ခက်စေးဖြားလိုက်တာဆိုရယ်ဆိုလိုတာကလူအသက်တရှုံးတီအရကတက်တော့အေးရဲ့တက်တာတဲ့တက်မှုရဲ့စာရွက်တွေပဲဘောကစာကြောင်းနှစ်ကြောင်းသုံးကြောင်းလောက်နဲ့ဒါဤကတော့ရမယ်အညာကြီးပြပါဆိုတော့ကကျွန်တော်လည်းဒီလိုတင်ပြချင်တာကလက်ရှိအရကတက်တော့အေးရဲ့အောက်ရှေဝန်းန်းတွေအောက်ရှေတက်မှုတရှုံးအောက်ရှေတက်တာတရှုံးဟာ ်အခုလိုမျိုးလိန်ညာလက်ပတ်ပြီးတော့စီစဉ်ပြည်သားတွေကိုအနိုင်ကျင့်ဖန်ဆင်းခေါ်ဆောင်တော့ပြီးရိုက်နေဆိုတော့မခံရတဲ့လူကတော့အရက်ကတက်တော့အရက်ကတက်တော့အေးဆိုပြီးတော့ပထွေးကိုပထွေးမဲ့မသိအဲ့ဒါမျိုးခိုနေတဲ့အကောင့်တစ်စုံလည်းရှိကြပါလိမ့်မယ်တို့တော့ဒီကျွန်တော်ရဲ့ရခိုင်ပြည်နယ်မှာလက်ရှိဒီဒုက္ခတွေကိုကြုံတွေ့နေရတဲ့လူတွေကတော့အရက်ကတက်တော့အေးအတွက်ဒါဆူမြောက်ဖလို့တခု ဖြစ်နေမှသိကြပါလားဒီလိုစူညောက်ခလုတ်တိုင်းကိုအရကတတော့အေးရဲ့ message မှာစူညောက်ခလုတ်လို့မြင်လိုက်မိတဲ့လူဟာအရကတတော့အေးရဲ့နေမြင်ချက်မှာဆိုရင်ကျွန်တော်တနည်းပြောလို့ဆိုလို့ရှိရင်ဒီနေ့မြင်မနေ့ကံပြဆိုတဲ့ပုံစံမျိုးကျက်တုံးနေတာမျိုးတွေအများကြီးကျွန်တော်တို့တွေ့ရအရကတတော့အေးကိုဝေဖန်ရင်အရကတတော့အေးကိုမထောက်ခံရင်ဖန်စီရိုက်နေတာမျိုး တက်ဖြတ်ပြစ်လိုက်တာမျိုးအထိလုံဆောင်နေတဲ့လူရန်ကတနည်းအားဖြင့်ဒီကျွန်တော်တို့နေပြီးလက်နဲ့အောင်ကိုပြီးတော့တခိုးဓမြပုံစံမျိုးလုံဆောင်နေတဲ့အရဟတတ်တို့အေးအေးအဖွဲ့ကိုလက်ရှိဒီကျွန်တော်တို့ရခိုင်ဤနေရဲ့အစိုးရတည်းရဲ့အဖြစ်ဒါတမန်မဆိုလို့ရှိရင်ကျွန်တော်ရဲ့ရခိုင်ပြည်နယ်ကြီးသခိုးအုပ်ချုပ်တဲ့နောက်တစ်ခုဓမြအုပ်ချုပ်တဲ့လူရန်သာအုပ်ချုပ်တဲ့ ဒီနေ့တခုဖြစ်တော်ပြီးတော့ကျွန်တော်ရခိုင်ဒီလူတို့အားလည်းပဲဒီလက်ရှိပညာရေးစီးပွားရေးလူမှုရေးကဏ္ဍဘုံဆောင်မှာအင်ဒမချာစင်လာစေနိုင်တဲ့အပြင်နောက်ထပ်ဒီကျွန်တော်ကြောင်တွေ့နိုင်ရတဲ့အခင်းချက်တစ်ခုကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့နေပြီးတော့အာမြောက်ကိုရီးယားနိုင်ငံကပြည်သူပြည်သားတွေခံစားနေရတဲ့ဒုက္ခလိုမျိုးနောက်တစ်နှစ်မှာ ကြောင်တွက်လာနိုင်ရှင်ရှိရဆိုတဲ့ဟာကိုကျွန်တော်ဒီကနေ့တင်ပြရနေပြီးတော့သုံးတိုင်းရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှု ဖေးခဲ့ကြတဲ့မိဘတို့တရားကိုဂျေဆုတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်